Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ The Little Prince လေးဖတ်ပြလာတာအပိုင်းလေးကို ရောက်ပါပြီเนาะအဲ့တော့အပိုင်းလေးမှာဘာတွေဆက်ပြမလဲဆိုတာကိုဆက်ပြီးတော့ကြည့်ကြရအောင်เนาะအဲ့တော့ပထမအဆုံးအနေနဲ့ဒီစာပိုက်လေးကိုအရင်ဆုံးဖတ်ပြပါမယ်ပြီးတော့ရင်ဒီစာပိုက်နဲ့ဆိုင်တဲ့တကြောင်ချင်းကိုရှင်းပြပေးမယ်เนาะ As is the past I would learn in our talk something about the, something about the prince planet, Little Prince planet, his departure from it, his journey. That information would come very slowly as it might chance to fall from his thoughts. It was in his way that I heard on the third day about the catastrophe of the Beobus. Okay, so this is Lima Babio Tale as each day passed. ဆိုင်းဆရာပေါ့နော်ဒီဆိုင်းဆရာနဲ့တင်းပြကြတဲ့ဦးလေးနဲ့အဲမင်းသားလေးနဲ့ကသူတို့တဲခန္ဓာရမှာသူတို့စုံနေကြရအောင်နော် IT ရောက်သွားပြီအဲ့တော့ as is day pass i would land အဲတနေ့စီကုံဆုံးသွားတယ်တနေ့စီကုံဆုံးသွားတဲ့အချိန်မှာ as is as is day pass ဒီနေရာမှာ s က တော့ကြောင်းလို့ဘာလို့ပြောတာမဟုတ်ဘူးပေါ့သူက process ဒီအချိန်ဖြတ်တန်းသွားတဲ့ process or time ကိုပြောချင်တာ as is the past i would learn ဘာလို့ learn လုပ်လိုက်ရလဲဆိုရင် in our talk အဲ့တော့ဒီငါတို့တွေပြောရင်းဆိုရင်လည်းပေါ့နော်ဘာလို့ learn လုပ်လိုက်ရလဲ i would learn something about the little prince planet little prince လေးရဲ့ planet ကဘာလဲ planet အကြောင်းကို နော်သူသိလာမိရဲ့ his departure from it his journey his departure from it အဲ့ဒီ planet ကနေဂျိုကနေပြီးတော့သူထွက်ခွာလာတာလေး his journey သူ့ရဲ့ခရီးလမ်းကြောင်းเนาะသူဘယ်လိုတွေလာခဲ့တာတွေဆိုတာတွေကိုလေ့လာလိုက်ရတယ်ပေါ့เนาะ the information ကို can very slowly ဒါပေမဲ့အဲ့ဒီအကြောင်းအရာတွေကသူသိချင်တဲ့အဲ့ဒီအကြောင်းအရာတွေကတဖြည်းဖြည်းချင်းပဲသူသိလာရတာ as it might chance to fall from his thoughts မင်းသားလေးရပေါ့เนาะသူပြောရင်းဆိုရင်လည်းသူအတွေးလေးရနေပြီးတော့ chance to fall ဆိုတဲ့အတိတ်ပဲလေးကသူကအတွေးလေးပြောရင်းဆိုရင်အမှ အမှတ်တမဲ့ပေါ့ chance to ဆိုတာအမှတ်တမဲ့ကိုပြောချင်တာ chance to ဆိုတဲ့အဓိပ္ပာယ်လေးကအမှတ်တမဲ့နော် to happen or do something by chance chance တလုံးနဲ့ဆိုရင်အခွင့်အလန်းအခွင့်အခွင့်အလန်းဆိုပေမဲ့ by chance ဆိုရင်အမှတ်တမဲ့ chance to ဆိုတာ buff အနေနဲ့သုံးထားတယ် to happen or do something by chance အမှတ်တမဲ့ဖြစ်တာเนาะ to infinitive အနေနဲ့သုံးထားရဆိုရင် the chance to နောက်မှာ to လိုက်တယ် the chance to be in the restaurant when i arrive တော့ကျွန်တော်ရောက်သွားတဲ့အချိန်မှာဒီ restaurant ထဲမှာဒီ chance to be သူတို့ ਨੇ အမှတ်မထင်တွေးလိုက်တယ်ပေါ့ဒီ chance to be chance on လို့ chance upon လို့ ਨੇ လည်းသုံးတယ်သူလည်းဒီတိုင်းပဲ found or met and expectedly နော်မျော်လင့်မယ်နဲ့လို့တွေးတာဆိုရင်ဒီ chance on လို့ chance upon လို့ ਨੇ သုံးတယ်ပေါ့နော် i chance on some old left letters in a drawer အဲအဲဆွဲထဲမှာ old left letters တွေကိုသွားတွေ့တယ်အမှတ်မထင် chance on 10 years after leaving school we chance upon each other in regent street အဲ့တော့10နှစ်เนาะကြောင်းပြီးသွားလို့10နှစ်ကြာမှာ we chance upon each other on region street เนาะဒီတယောက်နဲ့တယောက်မထင်မှတ်ပဲစုံနေ chance upon chance on အဲ့ဒါကမထင်မှတ်ပဲတွေ့ရအောင်ပြောတာ chance upon လို့ chance on လို့เนาะနောက်တစ်ခုဒီ buff အနေနဲ့သုံးနေတာကြတော့အနောက်မှာ to လိုက်တယ် chance to ဒီ chance to be in the restaurant ဆိုရင်သူလည်းဒီလိုပဲအမှန်မထင် ဖြစ်ပြက်တာပေါ့နော်အမှတ်မတင်လှုပ်မိတာပေါ့အဲ့တော့ဒီမှာလည်းဒီလိုပဲ so as it might chance to fall from his thoughts ဆိုသူပြောရင်ဆိုရင်လည်းသူအသွေးတွေတည်းကနေအဲရုတ်တရက်အလိုထွက်ကြလာနော်ထွက်ကြလာတလို့မျိုးပဲတဖြည်းဖြည်းနဲ့ပဲသူရှိရသိရတာမိကုန်းတွေတွားမိရင်မိသားလေးကဖြည့်ချင်မှဖြည့်ရပါတော့။သူပြောရင်ဆိုရင်သူရှိရနေစကားနှိုက်လို့ရတယ်ပေါ့နော်။အဲ့လိုလေးပဲသိရတယ်။ It was in this way that I had about on the 30ဆိုတော့တတိယမြောင်းနေ့မှာတော့ on the 30ကိုကြားညက်ပြီးတော့ရေးထားတယ်เนาะကွန်မလေးနှစ်ခုကြားမှာအလယ်မှာဝင်ထားတယ်အဲ့တော့ရှေ့ဆုံးမှာထားချင်လဲရတယ် on the 30ဒါကတော့ပုံမှန်ကြီးရပါဘောเนาะဒီလိုမျိုးလေးတွေအလယ်ဝင်ထားတာတော့နည်းနည်းလေးစမ်းတာပေါ့ it was in this way that dini lan ne i had on the 30 about the catastrophe of the biobabs catastrophe ဆိုတာကတ်ဘေးတွေပါလို့ပြောတာဥမာကတ်ကတ်ဆိုင်တယ်လို့ပါလို့ဆိုရင်ပေါ့အဲဒီမြန်မာမှာသုံးတဲ့ကတ်ဆိုင်တယ်လို့ပါလို့ ်အင်္ဂလိပ်စကားမှာလည်းရှိတယ် catastrophe ပေါ့အဲ့တော့တရားက of the biobabs biobabs ဆိုတာကတစ်ပင်အချီးတွေလေအမြစ်တွေအချီးနဲ့တစ်ပင်နေเนาะအမြစ်တွေကတအားကြီးပြီးတော့ဒါဒီ Australia တို့ Africa တို့ဘက်မှာတွေ့ရတဲ့အပင်မျိုးတွေပေါ့เนาะအဲဒီအောက်မှာရှိတဲ့အဲ့ပင်အဲ့အပင်က음ဒီလိုအမြစ်တွေတအားတွေ့ွားတဲ့အချိန်မှာအဲဒီရဒီရဒီအပင်ကိုပြောတာเนาะ ဆိုတော့အမြင့်တေဒီလိုတအားတွေ့ဝမ်းဒီအပြင်ကတော့ तू ကဒါပကြီဆွဲထားတဲ့ပုံစံဟိုအပင်းကြီးကအမြင့်ကအကြီးကြီးတွေနဲ့အပေါ်မှာအဲ့လိုလေအုပ်အုပ်ကြီးတွေလေအာ like that ဒီအမြင့်တေတအားကြီးတဲ့အပင်အုပ်အုပ်ကြီးတွေမတူပါဘူးဆွဲပြတာနော်အဲ့တော့ biobub ဆိုပြီးတော့ internet မှာ search ကြည့်လိုက်ရင် biobub ပုံတွေထွက်လာတယ်အဲဒီလိုပုံမျိုးတွေပဲအမြင့်တအားကြီးတဲ့အဲ့လိုအပင်မျိုးကြီးပေါ့ biobubs အဲ့ဒီအပင်ကြီးတွေရဲ့ ကတ်စတကတ်တာစတိုဖီကတ်တာစတိုဖီဆိုဟာဒီမီအပင်ကြီးကငေါ့ဒုက္ခပြီးတော့မှာပေါ့နော်ဒီအပင်အပင်ကြီးတွေအတွက်သူတော်တော်စိုးရိမ်တော့ကြီးရှောင်နေရမင်းသားလေးကလေကတ်တာစတိုဖီ of the bear bat ဒီအမြင့်တွယ်နေတဲ့အပင်အကြီးတွေရဲ့ဒီတက်ကတ်ဆိုင်ရတော့ဒုက္ခပဲဒီပင်ကြီးတာပြဿနာတန်ရုတ်တရက်ဖြစ်သွားတယ်နော်ကတ်ဘေးတွေကိုပြောချင်တာအဲ့ဒါလည်းပတ်သက်ပြီးတော့ကျွန်တော်ကြားလိုက်ရတယ်တတိယနေ့မှာအဲ့တော့ maybe သူ့ရဲ့ plan တက်မှာပေါ့နော် အပြည့်တနာတစ်ခုရှိနေနိုင်တယ်ပေါ့နော်ဒီအပင်တွေအကြီးကြီးတွေပေါက်နေရမျိုးတွေရှိနေနိုင်တယ် about the catastrophe of the biobuds okay နောက်တစ်ခုဆက်သွားရအောင် um mm. this time once more i had the sheep to thank for it for the little prince asked me apparently as if seat by a grief tap is it true isn't it that sheep eat little butchers ဒီတစ်ခါကျတော့ဘာထက်သိလိုက်ရလဲ once more နောက်တစ်ချိန် i had the sheep to thank for it အဲ့မှာ तू तू ဆွဲပေးတဲ့တိုးလေးကိုပေါ့နော်ဒီအတွက်တိုးလေးကိုတော့ကျေးဇူးတင်ရအောင်ပဲတဲ့ဘာလို့လဲ for the little prince asked me abruptly မင်းသားလေးကကျွန်တော်ကိုရုတ်တရက် abruptly immediately suddenly နော်ရုတ်တရက်ဆိုသလိုအာမိကွန်းတစ်ခုမေးလိုက်တဲ့အတွက်ကြောင့်ပါ as if sick by a grief tap သူက six s e i z e seek ဆိုတာက grab တို့ပါအောင်နဲ့အတူတူပဲเนาะသူက seek ဆိုတာ grab စုပ်ကင်လိုက်တယ် hold တို့ grabs တို့ snatch တို့ she jump up and seek his arm เนาะလန့်ခုံပြီးတော့ခုံပြီးတော့သူရဲ့လက်မအောင်စုပ်ကင်လိုက်တယ်ဆိုရင်ဒါမျိုး seek grab hold grabs snatch เนาะဒီအဓိပ္ပာယ်တွေကအကုန်လုံးအတူတူပါပဲအဲ့တော့ရုပ်တရက်ဆိုသလိုပေါ့ seek spine a grief depth တန်တရားဝင်သွားပြီးတော့မှအလိုရုပ်တရက်တန်တရားဝင်သွားပြီးတော့ဖြတ်ခနဲဆို ဖမ်းမိလိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် grief debt grief debt ဆိုတာ sorry grief ဆိုတာကအာ grief ကိုဒီဘယ်လိုပြောမလဲအာ grief ရတူပါလို့ဆိုရင်တင်ချိုင်းမြေတူပါလို့ပြောတာနော်ဒါပေမဲ့ဒါ collocation အနေနဲ့သုံးထားတာအတွဲလေးသုံးတယ် dub ကိုမှ dub ကိုမှတန်တရားကိုမှ grief dub ဆိုလုံးဝတန်တရားနဲ့အဲ့လိုလှမ်းပြီးတော့ရုပ်တရက်သူတိရသွားပြီးတော့ပေါ့နော်သူလှမ်းပြောလိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် it is true Is it it? Mane. Manela, is it it? Does she eat little butchers? Eddie Doga, little butchers, a pin chomp the daily little sarasura. Oh, yo, ho, yella. To allow Tanya Shinia. Yes, that is true. Ah, I am glad. Ah, Wanda that, I mean, did not understand why it was so important that sheep should eat little butchers, but the little prince added. then it follows that they also eat baobabs အမင်းသားလေးအဲ့မှာသူကပြောတယ်ကျွန်တော်နားမလည်ဘူးပေါ့နော်အဲအဲ့ဦးလေးက why it was so important that ဘာလို့အရေးကြီးတာလဲ sheep should eat little butchers အဲ့တော့ sheep က little butchers တွေခြုံပုတ်တဲ့တေးလေးတွေပဲပေါ့နော်ဒီစားတယ်ဆိုတာစားတဲ့နယ်လို့ပြောတယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုတာကျွန်တော်နားမလည်ဘူး but the little prince added အဲ့တော့မင်းသားလေးကဘာထပ်မေးသေးလဲ then it follows that they also eat baobabs အဲ့တော့ခုနအမြစ်တွေတွေ့နေတဲ့တစ်ပင်အကြီးတွေရောသူတို့ကနော်အဲ့လိုစားသေးလားဆိုပြီးတော့သူကထပ်ပြီးတော့ပြောတယ်။သူဘာလို့အဲ့လိုတွေမေးနေရလဲ။ I pointed out to the little prince that baobabs were not little bushes but on the contrary trees as big as Tessa, and that even if he took a whole herd of elephants away with it with him, their heart would not eat at one single bit of us. I pointed out to the little prince, that no to top like the bono. Beobabs were not little butchers. ဲ့ဒီ Beobab ဆိုတဲ့အပင်အမြင့်တွယ်နေတဲ့အပင်အကြီးကြီးတွေက little butches လေးတွေမဟုတ်ဘူးလေเนาะအဲ့လိုချုပ်ပုတ်လေးတွေတို့မျိုးတသေးလေးတွေမဟုတ်ဘူး but on the contrary စန့်ကျင်ဘက်အနေနဲ့ဆိုရင် trees as bitter as cancer ရဲရိုက်ကြီးတွေလောက်ကြီးတဲ့အပင်ကြီးတွေအကြီးကြီးတွေပဲပေါ့နော်လူလူ၁၀ယောက်လောက်ဖတ်လို့ရတယ်အဲ့လိုလူ၁၀ယောက်လောက်အဲဒီ And that even if he took a whole head of elephants away with him, uh, the head of elephants, uh, head of elephants, Saint OG, Saint OG to Olong got away with him, or Eddie Saint OG to Olong, she'll be the no, so down, even if he took. ဲ့တော့သူကဒီ he took a whole herd of elephants ကိုခေါ်လာပြီးတော့ away with him ပေါ့နော်ဒါစင်ယုတ်ကြီးတအုပ်လုံးနေတာမှအာနှုတ်ပြမယ်ဆိုရင်တော့ the heart would not even one single bee up အဲ့တော့စင်ယုတ်ကြီးကဒီ bee up ဒီအပင်အကြီးကြီးတစ်ခုကိုတော့အကောင်စားနိုင်မှာမဟုတ်ဘူး the idea of the head of elephants made the little prince laugh အာသူအိမ်ဆံမဲ့ပေးလိုက်တယ်ပေါ့နော် elephant စင်အုပ်ကြီးဆိုတဲ့အတွေးကမင်းသားလေးကို ရှိစေတယ်မင်းသားလေးကရှိသွားတယ်ပေါ့နော်အဲ့လိုမျိုးကြားလိုက်တော့ we will have to put them one on top of the other he said we will have to put them on top of the other အဲ့ဒါဆိုရင်စင်တွေကိုတကောင်နဲ့တကောင်ထပ်ထားမယ်လေ on top of the other အဲ့တော့တကောင်ပေါ်မှာတကောင်ရဲ့အပေါ်မှာတခြားတကောင်ကိုထပ်ထားမှာပေါ့ဆိုပြီးတော့ तू နောက်လိုက်တယ်ပေါ့နော်ဟောဒီမှာဒီပုံလေးကိုပြောတာအဲ့ဆိုရင် तू က तू စကားကို ဘာကြောင့်အဲ့လိုပြောရလဲဆိုတာမသိဘူးเนาะအဲစင်နီကအကြီးပဲတဲ့အဲ့တော့စင်နီကဒီစင်အုပ်ကြီးနဲ့ဒီဘီယောဘပ်ကိုနှုတ်မယ်ဆိုရင်တော့မှပဲရမှာမဟုတ်ဘူးပေါ့နော်စင်နီစင်တအုပ်ကြီးအောင်စားလို့ကုန်မှာမဟုတ်ဘူးဆိုတော့ပြောတော့အဲ့ဆိုရင်စင်နီကို on top of the other တစ်ခုနဲ့တစ်ခုထပ်ပြီးတော့ဒီလိုပုံဆွဲပြလိုက်တာမြင်အောင်လို့နော်ဒီလိုစင်တကောင်တကောင်ထပ်ပြီးတော့အာထားလိုက်မယ်လေအဆွဲနှုတ်မယ်ပေါ့နော်ဒါအင်တလီယာအကျံအကျံကြီးရောနော်သူကအဲ့လို idea ပေးလိုက်တယ် so but he made a wise comment အဲ့တော့နောက်တစ်ခု comment တစ်ခုထပ်ပြောသေးတယ် before the grow so big they be up start out by being little အဲ့တော့ဒါကလေးတွေရှိရတခါကြာရင်တွေးတွေကထူးထူးဆန်းဆန်းလေးရရပါတော့ before they grow so big အဲ့ဒီအပင်ကြီးတွေကမကြီးခင်တော့က they be up start out by being little အဲ့ဒီအပင်လေးတွေရလဲပေါ့နော်တေးသေးလေးတွေကနေပြီးတော့ပဲစခဲ့ကြတာလေဆိုတော့မင်းသားလေးအဲ့လို လမ်းထောက်လိုက်တယ်ပေါ့နော်အဲ့တော့ဒီပင်းကြီးကြီးရယ်ဆိုတာဟုတ်ပါတယ်ဒါပေမဲ့ဒီပင်းကြီးကြီးမကြီးခင်တော့ The Biobab start out by being little တသေးလေးတွေကနေပြီးတော့ပဲသူတို့စခဲ့ကြတာမဟုတ်လား This is strictly correct I said but why do you want the sheep to eat the little biobabs ဟုတ်ပါတယ်ဒါလုံးဝမှန်တယ်ပေါ့နော်ဒါပေမဲ့မင်းကဘာဖြစ်လို့ဒီ sheep ကို to eat the little biobabs ဒီအပဟို အပင်ပေါက်လေးတွေပေါ့နော် little bio pops လေးတွေကိုစားစီချင်တာလေเนาะဟိုအကုန်လုံးဒီအပင်လေးတွေကိုပါစားပစ်လိုက်စီချင်တာလေအဲ့တော့နည်းနည်းပြန်စဉ်းစားကြည့်မယ် before the grow so big the bio bus start out by being little ဆိုတော့ပြောချင်တာကဘယ်အရာမဆိုကတိတိလေးရစတာပဲပေါ့နော်အဲ့တော့အပင်မမဟုတ်ဘူးတခြားဖြန့်ဖြန့်ချက်ပြီးတော့တွေးကြည့်မယ်ဆိုရင်တခြားအရာတွေလည်းအများကြီးပဲဥပမာဒေါသဒေါသဆိုရင်လည်းနော်ဒေါသတိတိလေးရနေပြီးတော့စတာနေတဖြည်းဖြည်းနဲ့ဒေါသ ကြီးသွားတယ်เนาะတကယ်ကိုကြီးမားတဲ့အန်တီရီတွေအထိဖြစ်သွားစေတာမျိုးတွေရှိတယ်။နောက်တစ်ခုတခြားပေါ့ဥမာ discipline နဲ့ပတ်သက်လာရင်လည်းအဲနောက်မှလောက်ပါမယ်လေးချိန်ရွှေ့တာတွေနှိရွှေ့ညာရွှေ့ရွှေ့တာတွေကအစပြိုးလာရင်လည်း bad habit တွေဖြစ်သွားပြီးတော့တဖြည်းဖြည်း bad habit တွေအမြင့်တွေ와တဲ့အချိန်မှာပြန်ပြီးတော့နှုတ်လို့မရတော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်သွားတတ်တယ်။အဲ့တော့အခုအပင်တေးသေးလေးတွေကနေပြီးတော့ဒါတွေလည်းအစတုန်းကတော့တေးသေးလေးပဲတဖြည်းဖြည်းဖြည်းနဲ့ ဆင်းနေတဲ့တောင်မှပဲကူပြီးတော့နှုတ်တာတော့နှုတ်လို့မရတဲ့အထိအမြင့်တွေသွားတတ်တယ်ပေါ့နော်အဲ့တော့မကောင်းတဲ့အရာတွေဆိုတာအစပိုင်းမှာသေးပေမဲ့တဖြည်းဖြည်းနဲ့သူတို့နှုတ်မဖြစ်ဘူးဆိုရင်အမြင့်တွေသွားရယ်ပေါ့နော်အဲအဲ့လိုမျိုးလေးကိုပြောချင်တာပါဆိုတော့အစတီအောင် he answer me at one oh come come as if he was speaking of something that was self evident and i was obligate to make a great mental effort to solve this problem without any assistance မင်းသားလေးကသူကမေးရလေသူအာသူရဲ့တိုးလေးကိုပေါ့နော်ဒီအပင်လေးကိုစားပလိုက်စေချင်တာဘာဖြစ်လို့လဲလို့မေးရတာ he answer me at once အာလာလာလာကြည့်ပါအောင်နဲ့လာလာတဲ့သူပြတယ် as if he was speaking of something သူတခုခုပြောတော့မလို့မျိုးပေါ့နော်ခေါ်လိုက်တာပေါ့ that was self evident အာအထောက်ထားတခုရှိတယ်တခုခုကိုသူပြတော့မလို့မျိုးခေါ်လိုက်တယ် and i was oblique I was obliged to make a great mandate of force. Oblique to ဆိုတာက be forced to နဲ့အတူတူပဲ။ဒါတစ်ခုခုကိုเนาะဒီအတင်းအကျပ်စီခိုင်းလိုက်တဲ့သဘောပေါ့ oblique to ဆိုတာ be forced to နဲ့အတူတူပဲเนาะ and i was obliged to make a great mandate effort အာငါတွေးလိုက်တယ်ပေါ့เนาะကိုယ့်ကိုတွေးခိုင်းလိုက်တယ် to solve this problem ဟိုသူငါဘာလို့မလုပ်လဲဆိုတဲ့ problem ကို ကိုဘတာကိုအဖြေရှာကြည့်တယ် without any assistant ဆိုတော့ဘသူရဲ့အကူအညီမှမလိုပဲနဲ့အဲ့ဒီဦးလေးကသူ့ဘာသူတွေးကြည့်တာပေါ့မင်းသားလေးငါ့ကိုဘာဖြစ်လို့ဒီလိုမျိုးခေါ်တာလဲမသိဘူးပေါ့နော်အာပြီးတော့သူ့အောင်တွေးနေရပေါ့နော်ဒီအပင်ပေါက်လေးတွေကိုတိုးလေးကိုစားစေချင်တာဘာကြောင့်များလဲပေါ့ဒီပိုက်လေးမှကြည့်အောင်မင်းသားလေးကဘလို့လှုပ်ဝက်ချက်တွေရှိလဲဘာဖြစ်လို့နော်သူကဂျိုလေးကနေဂျိုလေးတေးတေးလေးတစ်ခုကနေလာတယ်လို့တော့ထင်တယ် right ပြီးတော့ ไอ้มาตัวตู้ลีดกางเลยสวยคายเนี่ยไอ้ตู้ลีดเลยเป็นลีดอยู่ซาลาสูบยอเลยไม่หนีดีเลยยอจีรูมิวมีดอีตัวนี้เลยเป็นลีดว่าซาพิลาเอออะไรไม่หนีเลยสรุปภาพชีรูมิวมาเลยเนาะ So indeed, as I learned, there were on the planet where the little prince lived, as on all planets, good plants and bad plants. In consequence, there were good seeds from good plants and bad seeds from bad plants. Bad seeds are invisible, they sleep deep in the heart of the ark's darkness until someone among them is sick with the desire to awaken. Then this little seed will stretch itself and begin timidly at first to put a charming little sprout in offensively upward towards the sun. If it is only a sprout of radish or desperate, spirit, of a rose bush one would let it grow wherever it might wish but when it is a bad plant one must destroy it as soon as possible the very first instant that one recognizes it အဲ့တော့ခုနအပင်ပြည့်တနာကိုစဉ်းစားကန်နော်ဆိုတကယ်တော့ assignment อืมကျွန်တော်ပါလေ့လာလိုက်ရလဲဆိုတော့သူကတွေးကြည့်နေတာပေါ့နော်ဦးလေးက there were on the planet planet ပေါ်မှာရှိကြတယ် where the little prince live little prince လေးနေတဲ့ပေါ့နော်ဒီ planet မှာဖြစ်မယ်ပေါ့ဒါ၄ရှိမလဲဆိုရင်သဲဝဲ as on all planets သူ planet တွေမဟုတ်ပါဘူးဒီဂျိုတွေအားလုံးမှာပေါ့နော် planets တွေအားလုံးမှာရှိနိုင်တာက good planets and bad planets အပင်အကောင်းတွေလည်းရှိနိုင်မယ်အပင်မကောင်းတဲ့အပင်တွေလည်းရှိနိုင်မယ် in consequence အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ there were good seeds from good plants and bad seeds from bad plants เนาะအပင်ကောင်းလေးတွေကเนาะကောင်းမွန်တဲ့ပင်တွေရှိရနေအသီးကောင်းတွေထွက်မယ်ဆိုးတဲ့ပင်တွေရှိရနေ မကောင်းတဲ့အသီးတွေပဲရမှာပေါ့ but six are invisible ဒါပေမဲ့ကိုရီးယားအဲ့အသီးတွေကိုမမြင်ရပါဘူး invisible they sleep deep in the heart of their axtatne ဟိထာလေးကလာ sleep deep เนาะအဲ့တော့သူတို့ကကဘာမြေကြီးရဲ့เนาะအမှောင်တနေရာရဲ့ကဘာမြေကြီးရဲ့နှလုံးသားထဲမှာအိပ်ပျော်နေတာ they sleep deep in the heart of their axtatne ဟိုးကဘာမြည်ကြည့်ရနော်မြည်ကြည့်အောင်မှရှိနေတာပေါ့ anti someone a mentham အဲ့ဒီအစေ့တွေတဲ့ကတစေ့လောက်က is seeks with the desire to awaken အဲ့တော့ပေါ်ကို awaken နိုးလာတဲ့စန္ဒရှိတဲ့ထိတိုင်အောင်ဆိုတော့အအမြင့်လေးအညောင်လေးထွက်လာတာပေါ့နော်အညောင်လေးထွက်လာတဲ့ထိတိုင်အောင်သူတို့ကမြည်ကြည့်အောင်မှပဲနေတာပေါ့ then this literacy where stretch is serve အဲ့တော့ဒီအပင် အစေ့တသေးလေးက stretch is serve သူကလည်းသူ stretch ဆိုတာ အာညောင်ထွက်လာမယ်ဆိုတဲ့ပုံစံ stress ဆိုတာပြန်ကျေးတာပေါ့နော်တဖြည်းဖြည်းနဲ့ညောင်ထွက်လာမယ် timidly at first အစပိုင်းတော့မဝင့်မရဲနဲ့ timidly ဆိုတာတတ်သိမရှိဘူးတတ်သိကြောင်လဲကြောက်လက်နည်းနည်းကြောက်တယ်ပေါ့နော်အာ to push a charming little spirit in offensively upward towards the sun အဲ့တော့နေရောင်ချီကိုရဖို့ပေါ့နော်နေချီနေမင်းကြီးစီကိုသူကအဲ little spirit ဆိုတာကသူ့ရဲ့အခက်လေးတွေပေါ့လေ အဲဒီ sprout လေးရဲ့သူအပွင့်အခက်လေးတွေကချစ်စရာကောင်းတဲ့အပွင့်အခက်လေးတွေက poach a little prince sprout တဖြည်းဖြည်းနဲ့အဲ့ဒီအညှောင်လေးကနေအပွင့်အခက်လေးတွေဖြစ်လာမယ်ပေါ့ if it is only a sprout or radish or the sprout of a rose bush အာမောင်နာဥနီလို့ပါတော့ radish ကအညှောင်ဒါမှမဟုတ်ရင် sprout of a rose bush rose bush အာနှင်းစီလေးပေါ့နော်နှင်းစီလေးတွေရဲ့ဒီ အဆိုအညောင်းလေးတွေဖြစ်မယ်ဆိုရင်တော့ one would let it grow wherever it might wish အဲ့တော့သူတို့ပေါက်ချင်သူတို့ပေါက်ပါစေเนาะတယောက်ယောက်က would let it grow သူတို့အကြီးပြင်းခွင့်ပေးရမယ်เนาะသူတို့ပေါက်ချင်တဲ့နေရာမှာပေါက်ပါစေ but one it is a bad plan မကောင်းတဲ့အဆိုးတဲ့အပင်ဆိုရင်တော့ one must destroy it as soon as possible တက်နိုင်သလောက်မြန်မြန်ဆန်ဆန်ကိုဖျက်ဆီးပြရမယ် the very first instead that one block organize it နော်သူတယောက်ကပထမအဦးဆုံးတိလိုက်တာ ਨੇ ပေါ့နော်တိလိုက်တာ ਨੇ ချက်ချင်း instant very fast instant ချက်ချင်းမှာပဲအဲ့ဒါကိုဖြည့်ဆည်းပြရမယ်ဆိုတော့ပြောချင်တာခုနအဲအတိတ်ပဲလေးပေါ့နော်သူကမကောင်းတဲ့အရာတစ်ခုကအမြင့်ဆပြီးတော့တွေ့ပြီဆိုရင်အဲ့ဒါကိုချက်ချင်းကို destroy လုပ်ပြရမယ်အဲဆက်ပြီးတော့ပွားခွင့်မပေးရဘူးပေါ့နော်အမြင့်အပင်ကြီးထွားခွင့်မပေးရဘူးချက်ချင်းကိုနှုတ်ပြမှဖြစ်မယ်ဆိုတဲ့ idea ရပါတယ်ပေါ့နော်အဲ့အဲ့ဦးလေးရ Okay so ဒီစာမျက်နှာလေးမှာတစ်ချက်ပြန်ကြည့်ကြမယ်ဒီစာမျက်နှာလေးပါဆိုရင် oblique to ဆိုတာ force to ဆိုပြီးတော့ပြောတာเนาะအဲနောက်တစ်ခုကအရှိအောင်မလဲဆိုတော့ aggregate aggregate ကတန်တရားရှိရဆိုရင် aggregate doubt ဆိုပြီးတော့ပြောတယ်အဲတစ်ခုခုကိုတန်တရားရှိတဲ့ aggregate doubt six catastrophe ဆိုတာကတော့ရုပ်တရက်ဖြစ်တဲ့ gap ပေါ့နော် gap site တာပေါ့ catastrophe chance to fall ဆိုတဲ့အဓိပ္ပာယ်လေးနော် chance to fall ဆိုတဲ့အဓိပ္ပာယ်ကဒီရုပ်တရက်ဖြစ်တာစုံတာရုပ်တစ်ခုခုလောက်တာရုပ်တရက်ကြီးချက်ချင်းကြီးလောက်လိုက်တာ happen or do something by chance chance on လို့ chance upon လို့ဆိုရင်ရုပ်တရက်တွေ့တာပေါ့နော်လမ်းမှာတွေ့တယ်ပြန်တွေ့ကြတယ်အ chance upon chance on လို့သုံးထားပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နော်